ားစုများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ New Family Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်။ဒီကနေ့အတွက်ဆက်လက်လို့မျှဝေဖက်ပြပြီးသွားခြင်းနဲ့ဝတ္ထုလေးကတော့ဆ iam မများတန်နာရေးသားထားတဲ့နော်ရီမွေးဆိုတဲ့ဝတ္ထုစာအုပ်လေးပဲဖြစ်ပါရရှင်။နော်ရီမွေးအပိုင်း6ငယ်စဉ်က နန္ဒမိတ်ရွာနှပင်းရှိစစ်တောင်းမြေရဲတို့ရေစင်းချိုရသည်များကိုတရားလာပြီးမြေရေများရွေဝဲလာ၏စိတ်စဉ်ကဆရာကြီးချိုးစဉ်မိမိကအလန်တကြားတာမိသည့်အခါဆရာကရေမော၍ရေကြောမသိတဲ့သူစိမ့်နေမှာနှစ်တာပါမိန်ကလေးရဲ့ရေကြောမသိတဲ့နေရာကိုရမ်းမကူရဘူးဆရာတန်လေးသည်မိမိနာနာမှကပ်ပြောတဲ့ကဲတို့ကြားလိုက်ရသဖြင့်ရင်ထဲတွင်နှွေးထွေးသွား၏ဆရာသည်မိမိနှလုံးသားထဲမှဘဲသောအခါမျှပြောက်ကွဲသွားလိမ့်မည်မဟုတ်ပါ ်ခါတာတာနဲ့သည့်ဆံရည်ကြီးတဲ့သို့မိလဲရင်ကအေးစိတ်နေသောရေကြီးအရာသာကို အပြေအဝါခံစားလိုက်သည်ရှင်ထဲတွင်လည်းပေါ့ပါလန်းဆန်းသွားသည်သို့သောမိမိပြန်ပါမလာ၍ငိုမဲမဲဖြစ်နေရှာမိကလေးအားမြင်ရောင်ပြီး ကလေးပါလင်းပြောစရာကောင်းပါပဲဟုတွေးရင်ချိုးနေသောအေးစိမ့်စိမ့်ရေသည်ချက်ချင်းပူလောင်သွားတော်သည်ဟေးအမနော်ရင်မွေကြည်စံရေစိမ့်ချိုးနေသလားအမေ ရုတ်တရက်လန့်သွားသည်ကျောက်တုံးကိုမီ၍ရေစိမ်းနေရာမှကမန်ကရန်ထားရလိုက်၏စိတ်မကြလိုလိုက်လာတာတင်းတဲ့တိုင်ပင်လှုပ်ချင်အောင်လုပ်နေသည်လားကရုဏာဒေါသနှင့်ပြောလိုက်သောဒေါက်တာဟင်ဂျီကိုအပြစ်မတင်တော့မိမိကလည်းရေချိုးလိုကောင်းကောင်းနဲ့စိမ်ပြီးချိုးနေမိသည်ထို့ကြောင့်ဘာမှပြန်မပြောဘဲနေလိုက်သည်ကိုအပြစ်နှင်ကိုဖြစ်နေသည်တော်တော်လေးဗျာမတော်သေးရင်ကျွန်တော်ဆင်းလာခဲ့မှာနော်သူကထက်ပြောပြန်သည်ကျမကောင်းနေကြီးတော့အောင်လို့ပါပြီးပါပြီ ဒေါက်တာပြန်နှင်းလီနှွေမွေးကပြန်နှင်းထုတ်လိုက်သောကြောင့်ဒေါက်တာဟန်ကြီးမချို့မချင်းပြုံးနှင့်ကြော်ခိုင်းထွက်ခွာသွားသောအခါကမန်ကဒန်းအဝလဲပြီးခေါင်းကိုချောင်းတုံနေစဉ်ဒေါက်တာဟန်ကြီးပြန်ရောက်လာပြန်သည်ကြားလိုက်တာဗျာအမောင်မြ мян လုတ်ပါပြေးပြေးအေးမိနေအောင်မေပြောပြောဆိုဆိုတပတ်ကိုဆွဲပြီးနှွေမွေးစပင်များကိုချောက်သွေးအောင်တုပ်ပေးလိုက်သည်နော်ရင်မွေးပါမမပြောနိုင်ပဲမေးကြောင်ရွေးချင်နေမိ၏အမရေ အမရဲ့ဒုတိယသမီးကငိုပြီးအမကိုတနေတယ်။လှုပ်ပါဗျာမြင်မြန်လေး။ရပါတယ်ကျမဘာသာတုတ်ပါမယ်။မရှက်ပါနဲ့ဗျာမြင်မြန်ကြောက်အောင်လို့တုတ်ပေးတာပါ။ကျွန်တော်ကဆရာဝန်အမကလူနာလို့သဘောထားပါနော်။ဒေါက်တာဟင်ဂျီကရှင်လန်းတွေ့ကြနေ၏။သူ၏သူရောင်လွှမ်းသောမျက်နှာနူးနူးလေးကိုမကြည့်ရပေ။သူမျက်ဝန်းသည့်အစဉ်ရှုံးလဲ၍နှုတ်ခမ်းကွီကွီလေးများကပြုံးချိုနေ၏။ဒေါက်တာသည်လူကျော်ဦးဖြစ်သည်။သို့သောထိုဝေလာသည်ဆရာနှင့်ရှင်လိုက်လျှင် မိမဆန်လွန်သောအလားဖြစ်သွား၏ဆရာသည်အသားညိုညိုနှင့်ကြံခိုင်သောခန္ဓာကိုယ်ရှိသည်နီလောင်ထား၍ညိုနေသော အသားရည်များကလောကရန်ဤရိုက်ပုံမှုကိုကြံကြံခံနေသောယောက်ျားကောင်းတယောက်ဤဟန်နှင့် လူသားအမှန်အပြည့်ရှိသည်ဒေါက်တာဟန်ကြီးမိမိကိုယူရသည်မှာကောင်းသော အလားလားမဟုတ်ပေသူနှင့်အတူနီကက်စွာနေနေရခြင်းကိုပင်စိတ်မလုံးသောကြောင့်သူ့လက်ထဲမှာမျက်နှာတို့ဘဝကိုဆွဲယူလိုက်သည်တော်ကြလီတလက်ပြီးချောက်သွားမှာပါတော်ပါပြီ စပင်းကိုပြန်သိမ်းယူပြီးအရင်ဦးဆောင်၍တက်လာခဲ့၏ဒေါက်တာဟင်ဂျီကနောက်မှလိုက်လာသည်ကလေးကတော့ ok ပါတယ်ဒါပေမဲ့လူနာသွေးနုနုမှအသားဝကျင်သလားလို့ဟင်ပိုတီကြောင်စမ်းကျင်နေပမာစကားမတက်တော့အမေးခက်နေတယ်အမအမင်းပေးပေါ့ဩအခုနောက်အဲ့နေလို့ကျမသတိမထားမိဘူးဒေါက်တာ ခြေလန်းပို့ရေးတလာသည်ဒေါက်တာဟန်ဂျီကသူ့နောက်မှဖြင်းချင်းစွာလိုက်လာ၏။ချောင်းဤမှတဆင့်ဝလုံးကပိုက်သပွဲပြုလုပ်၍ရည်သွဲထားသောဝလုံးတန်းများကိုငုံရှို၍လာခဲ့သည်။အပြောပင်များလိုက်ချီပင်များကြားမှအမြန်ဆုံးခြေလန်းဖြင့်လန်းလာခဲ့သည်။အပါအမရေမွေခမချီနှံအောင်ဖြင့်ကျွန်တော်လိုက်မမိပါလားစောင့်အောင်ပြို့ကျမကိုလိုက်မမိတော့ဘူးဆိုတာဟုတ်ပါမလားဒေါက်တာကြီး ဒေါက်တာကျမကိုဦးဆောင်နေရတဲ့ကောင်းဆောင်မင်းဒီလိုပဲအမြဲတမ်းဦးဆောင်ကြမှာတဲ့အမရဲ့ကလုတ်ကတဲ့တွေ့ရင်လည်းဖယ်ပေးချင်ပါတယ်စက္ကနေတုံလုံးသွားသည်သို့သော သူ့စကားကိုအလီမတာဟင်နှင့်မကြားဟင်ဆောင်ခဲ့သည်သုံးရည်အတွဲပေါက်ထားသောမြောင်းလေးကိုပြတ်ကျော်၍ခြေနှင်ရှင်အင်းလေးပေါ်သို့လန်တက်လိုက်သည်သပင်ရှိကိုအပြားထုံးလိုက်ပြီးလူနာနာရင်တိုင်းချလိုက်သည်အပါကြီးကတုံးစံအတိုင်းနှောင်ရင်မွေအားပြုံးပြလိုက်သည် နပွားစာမာတာတေလေအပေးပွားအန်နေတဲ့ဒေါက်တာရင်းနေမှထိတ်သွား၏ထို့ကြောင့်တုံရင်သောအတန်နှင့်ပြောလိုက်မိသည်ဒေါက်တာဟင်ဂျီကခေါင်းကိုတစ်ချဲငိမ့်လိုက်ပြီးပင်သက်ကလေးတူတူချလိုက်၏ထို့နောက်သူ့မျက်လုံးများမီစင်၍တစုံတစ်ခုကိုစဉ်းစားလိုက်၏ဒေါက်တာဟင်ဂျီသည်အမှုကိစ္စတစ်ခုခုကိုပြုခဲ့ပြီးခေတ္တများစဉ်းစားတတ်ကြောင်းသတိထားမိလိုက်၏ပြီးမှတလက်စာပြုလုပ်တတ်သည် ထိုစဉ်ကလေးကရုတ်တရက်ထအော်လိုက်၍မိခင်မတုံးလို့သွားပြီးကလေးအာလန့်ယူရန်ဟန်ပြင်းလိုက်သည်အမကလေးကိုအမေနဲ့ခွဲထားပါကလေးငိုရင်ရေပဲတိုက်အောင်နော်ရေချက်အေးပေါ့အဖွာနေမိခင်လက်ထဲမှာကလေးကိုလမ်းယူ၍သူတို့နေဝေယာကိုထွက်လာရသည်တို့ကားတွင်မိခင်ကနားမလဲသောအကြီးနှင့်လမ်းကြီးနေသောမျိုးလုံးအစုံကို မသိဟန်မမြင်ဟန်ဆောင်နေခဲ့သည်ကလေးငိုတိမ်မှ သူတို့အားချောမောနှစ်သိမ့်ပေးရမည် ို့သောကလင်းကိုယ်တိုင်ကိုယ်တိုင်မိခင်မေတ္တာစေတနာဖြင့်မျက်နှာမကောင်းမဲမျက်နှာလွှင်နေရသောနော်လူပလီကိုကြည်၍စိတ်မကောင်းဖြစ်မိသည်မိမိဝမ်းနှင့်လွယ်မမွေးရသော ကလေးကိုမိမိအလွန်ချစ်ခင်သည်မိခင်အရင်ကောင်မှုစိုးဝဲရာမရှိပေဤကဲ့သို့မိမိတို့ဂယူးဆိုင်နေသည့်ဂျာမာပင် ကလေးထံသို့အတဝါယောဂါကရောက်ဖြစ်၍ရောက်လာသည် ထိုကစိတ်ပြည့်အောင်ငင်မှုများကိုကြုံတွေ့လိုက်ရ၏သို့သောဒေါက်တာဟင်ဂျီကမျက်နှာတစ်ချက်မျှမပြစ်ဘဲဝါရင်သမားတို့ကဲ့သို့အလုတ်ကိုအေးအေးဆေးဆေးလုပ်နေသည်တောင်ငူစေးရုံသို့အကြောင်းကြားပြီးလိုအပ်သောစေဝါများကိုထပ်မရ၏ဆီယာမ၏ကိုကိုကိုလည်းယူဆိုင်အောင်နော်ဒါမျိုးကအားနည်းနေကုလဲ့တယ်တော်ကြဖို့သူတော်လဲတော့တောင်းဝင်းမထူနိုင်ဖြစ်နေအောင်မယ်မိခင်နှင့်ကလေးကြောင်ရင်ပြူစုနေရင်ပင်ပန်းနေသောနော်ရုံမွေကိုလမ်းတရီပေးလိုက်သည် အတဝအသေးရောင်ယောဂသည်အရင်ရောင်ဝင်လာစားကားပင်ကယူဆိုင်ကိုသားပင်လင်းပြောင်းလဲသည်မို့နော်ရင်မွေးကကလေးအား9မိနစ်တခါရှည်တိုက်ဂလူကိုစတိုက်နှင့်စီးများများသွားအောင်ပြုစုသည်မိခင်နော်လူပလေးကိုလည်းတူကဲ့သို့ပင်တန်းစားရင်များများ တိုက်ပင်းကပြုစုသည် ခွဲထားရသောသွေးနူသားနူလနာမို့ပိုး၍ကယူဆိုင်နေရသည်။ကဲအမနော်ရင်မွေးရေအမနဲ့ကျွန်တော်တော့လမ်းခွဲရမှာပဲ။ခမုံလေးမှတဝါဖြစ်နေပြီ။ ဟင်ဒေါက်တာကိုလာပြောသလားသိတာပေါ့နော်လူပလေးရဲ့ယောက်ျားကိုတနေ့ကသတိထားမိတယ်ဒါပေမဲ့နော်လူပလေးကိုပဲလူနေရတော့သူ့ကိုပြစ်ထားတယ်လို့ဖြစ်နေတာပေါ့အခုသူမလာနိုင်ဘူးဖြားနေတယ်ဆိုတော့ကရိပ်မိပြီကျွာတော်တော်များများဖြားနေကြတဲ့ဒါကြောင့်ကျွန်တော်ကြိုတင်သွားမယ်ဒီပြင်လူတွေမကူအောင်ကာဝေးရမှာပေါ့ဆရာမကဒီသားမျိုးပြုဆိုင်လိုက်ပါပြီးတော့အေးဝအေးအောင်ရှေးရှောက်လူနာတွေပြုစုရမှာရှိသေးတယ်မင်းဖန်စီတွေရောက်လာရင်ဆရာမလိုက်ခဲ့ပေါ့ နော်လူပေးတို့တာမီကိုလည်းခေါ်လာနိုင်အောင်စီစဉ်ပေးပါမယ်။အစီအစဉ်ကိုတစ်ခုပြီးတစ်ခုပြောချပြီးခရီးထွက်ရန်စီစဉ်နေသည့်ဒေါက်တာဟန်ချီကိုငင်းနေမိသည်။အသက်ရွယ်နေမလိုက်အောင်အမျှော်မြင်ရှိပြီးအကွက်ချတတ်သောသူအားနော်ရင်မွေးလေးစားစိတ်ဝင်လာမိသည်။အော်အမကျွန်တော်သွားမယ်နော်လွမ်းမနေနဲ့အောင်။အမေဘာဟုတ်လွမ်းရမှာလဲ။နော်ရင်မွေးမျက်နှာနီးရဲသွားသည်။တူဝဲကဒေါက်တာဟန်ချီကတဟာဟာအော်ရင် အမသမီးကိုပြောတာပါ လွမ်းနေတော့အိတ်ပြက်ပြီးအားနေနေမှာဆိုလို့သတိပေးတာပါဗျစုကနေမျက်စောင်းထုံမိသည်ဒေါက်တာဟင်ဂျီကတဟဟရင်မောရင်အိမ်ပေါ်မှာဆင်းသွား၏နှောင်းမွေးရင်ထဲတွင် ကြည်နူးမှုလေးဖြတ်သန်းသွားမိသည်ဒေါက်တာဟင်ဂျီသည်မိမိထက်လေးငါးကျောင်းနှစ်ခန့်ငယ်ပုံရ၏ဤဒေါက်တာအားမောင်ငယ်တူကဲ့သို့ချစ်ခင်ရပါသည်ထို့ထက်ပို၍စိတ်မကူမီပင်မိမိသည်မုတ်ဆိုးမှ အမိခံထားသူပင်ဖြစ်သည်ကြောပြင်း မိမိနှလုံးသားထဲ၌ဆ iam မလွဲ၍မိသူကိုများတဲ့သွင်းလို့မရနိုင်ခဲ့သို့သော နောက်တွင်ရှောင်းတင်းနေရမည့်အခြေအနေများကိုကြိုတင်မျှော်မှန်းရင်းကပင်သက်ကာကာချာမိလိုက်သည်ဆရာရေရှင်မွေးတို့မိမသားဘဝကအနှင်းခံတက်တက်ပါပဲဒါပေမဲ့ရှင်မွေးကောင်းမငုံသွားပါဘူးအမေကောင်းမောပြီးကြမ်းကြမ်းခံနေရမှာပေါ့ တခါတလေတော့အားငယ်မိတယ်ဆရာကြီးမျောလင်းချက်ရောင်ကြီးလေးတစ်ခုနဲ့အောင်းမန်အပြေးယုံကန်နေတဲ့ရင်မွေးလေးချစ်တဲ့ဆရာရင်ထဲမှာနာခိုးပြီးအေးအေးလေးနေချင်းစိတ်တော့ဝင်လာမိတာပဲဒါပေမဲ့လေပင်းတီလာတို့သွားတော့လမ်းမဤလျာဘက်တွင် ခမုံကြီးရွာ အုပ်စုရှိနေ၏ခမုံတောင်ကိုအဆွဲပြု၍ခမုံလေးအင်းစုကြီးရွာဟုခေါ်သည် ရွာပေါင်း၅ရွာရှိသည် ခမုံရွာ အောက်ခမုံအလဲခမုံအထက်ခမုံနှင့်ခမုံလေးအိမ်စုရွာဟူ၍ငါးရွာရှိသည်ခမုံလေးရွာသို့ရောက်ရန်လမ်းမပေါ်မှ သုံးမိုင်ခန့်သွားရသည်တကားတရံတွင်ကက်ပေချောင်းကိုဖြတ်ကျော်သွားရသည်ခမုံလေးအိမ်စုသည်ဗမော်တစ်တော်ကျိုးဝိုင်းအတွင်ရှိသည်ဖြင့်လမ်းတွင်တစ်ထုပ်လုံသားများနှင့်တစ်ဆွဲစင်များကိုတွေ့ရသည် တစ်ပင်ကြီးများကနေဘူးတန်ကို ကောင်းစွာကာကွယ်ထားသဖြင့်ခရီးသွားရသည်မှမပင်ပန်းလာပြီးတန်းစင်ထမနော်လူပလီသည်တတောင့်တတောင့်ရှိလာ၏နော်ရင်မွေးရင်ခွင်ထမနော်ထူးကြည့်မွေးသည်လည်းညင်သက်တွေတွေစွာအိမ်မောကြလင်ခမုံတောင်နာအထိရောက်လာခဲ့သည် ရွာသို့ရောက်သောအခါအင်ဂျီမပါကိုတီဒီနှင့်ဘူးစုခိူလေးများအလဲတွင်ဒေါက်တာဟန်ကြီးကမမကြီးရဲ့၍မိမိအားစီဂျုံနေသည် သူမျက်နှာကအစဉ်ပြုံးချို၍တက်ကြွနေ၏ဒီချိန်လောက်ရောက်မယ်တင်တာနဲ့ထွက်ကြည့်နေတာဗျကလေးတပွဲရှစ်ခုရှစ်ခန်းနဲ့သူအဖြစ်ကိုမလုံးမလဲရဲမောရင်ကောက်ွယ်လိုက်သည်မိတို့ပင်ဖြစ်စီဤကဲ့သို့ခီဥကြိုပြွ၍မိမိလည်းရောင်လင်းလည်းမဖြစ်တော့ပေအမမောသလားမမီလမကလေးကိုတယူတရလန်ယူပြီးဂျင်နာစွာနှုတ်ခွန်းဆက်သဖြင့်ပြုံးပြလိုက်သည် ထိုအခါကလေးများကမီရိုနီယောကိုကြည့်၍တီတူပြောလိုက်တန်ကြားလိုက်သဖြင့်မျက်နှာတစ်ခုလုံးရဲပြီးပူထူသွားသည့်အထိရှက်သွားမိသည်ဒေါ်မူဝါကသူ့လက်ထဲကလေးရောက်သည်နှင့်သူ့နာမကက်ကွာကွာနေလိုက်သည် သို့သော သူကဘာမှမသိပေသူ့ရဲ့လူနာအခြေအနေများကိုပြောပြနေသည်လူနာငောင်းတွေ့လို့တိကျခွဲထားတဲ့အမကြီးမတက်နိုင်ဘူးသူတို့ဖျားရှိခိုးချောင်းကိုပဲစိတ်ဝင်လို့ရတာပဲ မာရီလိုအယူမရှိလို့တော်သေးတယ်။နည်းနည်းတော့ပြန်စီရင်ရမယ်။အမစကားပြောပြီလေ။ကရင်လိုပဲနားလေကြတာ။အိုးကျမထမင်းစားရည်တော့လောက်ပဲတက်တာ။မဖြစ်ပါဘူးဒေါက်တာကြီး။ဖြစ်ပါတယ်။လူရင်ရွာလူကြီးတွေထောက်ပေးမှာပေါ့။ဟာမဖြစ်ပါဘူးဒေါက်တာကြီး။ကျမတင်တဲ့တင်စင်ယောဂသင်ရှာပြီးကြိုတင်ကာကွယ်နည်းတွေ ပြောပါမယ်ဒေါက်တာရင်ဒါဆိုလဲအမသဘောပဲဗျာ အမစကားတက်တော့အတိတကအမဥဆောင်တဲ့အလဲပေါ့ခုနကလေးတွေကဘာပြောနေကြတာလဲအမသိလားမသိဘူးခက်ဆက်ဆက်လေးပြန်ပြောလိုက်သဖြင့်ဒေါက်တာဟန်ဂျီကသဘောကျစွာရေမောလိုက်သည် အမန်ကဒေါ်မူဝါကဆိုသည်မှာလင်မယားဟုပြောလိုက်ခြင်းဖြစ်သည်အမရှက်သွားပုံထောင်းရင်တော့တခုခုပါပဲဘာမှမပြောတော့ဘဲမသိဟန်ဆောင်နေလိုက်၏မိမိအဖို့မျက်ဆောင်ထိုးတဲ့အလေးကိုဖျောက်ဖျက်ထားရပေမည် မြန်ဆောင်ထိုးခြင်းသည့်ချစ်စဝဲအမူအရာတကုတ်ဟုစရာပြောမှုသဖြင့်မိမိချစ်စဝဲအမူအရာမှန်သမျှသည်တပားယောက်ျားလေးအတွက်မဖြစ်စေရာခဏနာပြီးနောက်ဒေါက်တာဟန်ဂျီနှင့်အတူ လူနာများကိုလိုက်ကြည့်သည်ရွာမှာအကျဉ်းကြီးနေတင်နန်းစင်မင်းကလေးတယောက်နဲ့ယောက်ျားလေးတယောက်ရှိတယ်သူတို့ဟာကုညီပေးနေလို့တော်သေးတာပေါ့နှော်ရင်မွေးပင်သက်ချမိသည်မိမိကိုမျောနေရှာမိကလေးအားမြင်အောင်လာမိသည် နောက်ဆုံးတစ်ပတ်ခန့်တနေရအောင်မီဟူသောအသည်ကရင်ကိုနွမ်းလျားစေသည် သို့သောကလေးချင်းကြောင့်ရှည်တွေ့၍မရပေရွာထဲတွင်စီထုအပ်ကြောက်သူစီမတော့ခြင်းသူများကိုချုံမောနေရသည်ယောဂရှိလျက်နှင့်ကိုကန်နေသူအတော်များများကိုတွေ့ရသောအခါဒေါက်တာဟင်ဂျီကကောင်တရရန်နှင့်ပင်သက်ချသည်သည်ကိုတွေ့ရ၏ပင်မနာကိုစိတ်မညစ်ဘူးနားမလဲတာတော့စိတ်ညစ်တဲ့အမရဲ့တခါတည်းရင်ရေမိုးဝဲရအဖြစ်ဖြစ်များကိုလည်းကြုံတွေ့ရသည်တရင်က လူမရှိကြဘူးတင်နေရှိပါတယ် ခုနကပဲရိတ်ကနေတွေးလိုက်သေးတယ်။ဒီအိမ်ကအကိုကြီးတယောက်နဲ့ညီမနှစ်ယောက်ရှိတာ။မိဘတွေကဆုံးသွားပြီ။လူမျိုးကြီးအမျိုးကြီးတွေပေါ့။ရွာလူကြီးကမကြင်မနှက်နဲ့လဲပန်းရှောင်ဝေးသည် မတွေ့ရဘဲထိုကြောင့်ကလေးများကိုလှုပ်ဟိုဟိုဒီဒီကြိတ်ခိုင်းကြသည်။အင်းဒီချင်းများကအမကြီးဖြာနေကြောင်းပြောပြတော့အခါမိဘမေများအားစာနာသည်။ထိုကြောင့်မတွေ့တွေ့အောင်ရှာရင်ဆုံးဖြတ်ချက်ချ၍ကလေးများနှင့်အတူလိုက်ရှာမိသည် သူတို့မော်နှမသုံးယောက်ကတိတ်ယိုတိတ်အားရာ လေတကွက်ပေါ်မှာပဲမိကိုစားနေရတာညီမညောင်ကအငှားလိုက်သေးတယ်။ဇလေဥကိုတူလော်တီကီလိုထိုစဉ်ကလင်းငယ်တူကဝမ်းသာအာရနှင့်ပြေးလာပြီးတကူပံမိသောရေသားဟန်နှင့်ဝင်ကြစွာပြောလာသည်။နှွေမွေးအပါဝင်ရွာသားအလုံးကရေမောကြ၏။ဒေါက်တာဟန်ကြီးကလည်းပါမမသိရိုးရောင်ရေရင်ကနှွေမွေးနာခဲ့ပြီးကျွန်တော်ကရေသားရေလိုက်တာပါမမသိဘူး။အော် အကူအကရေချင်လုံးလို့မပြောမိတာပါ။ကျမဘာသာပြန်ပေးပါမယ်။ဟိုလီ သူတို့မောင်နှမ300ဟာချောင်းပြားမှာပုံနေတယ်လို့ပြောတာပါ။အော်ချောင်းပြားရင်ပုံနေတော့မောင်နှမ300တွင်အမကြီးကအတဝါယောဂဝင်နေသည်။ထို့ကြောင့်အဘအောင်ဝိုင်း၍ချော်မော့ပြီးစီတိုင်ရသည်။စီတဝက်ကိုမြင်သောအခါသူ့အားစီထိုမိအတဲ့နှင့်ကလင်းငယ်တူကဲ့သို့ကျွကျွပအောင်ငိုတော့သည် အမောင်ငိုတော့အခါညီမပါလိုက်ငို၏အကိုကြီးကလည်းမြေကြီးအဝဲသားနှင့်စီတူအသိမ်းလိုက်မှပင်အငိုတိတ်တော်သည် အသက်50ကျော်နေသောမောင်နှမဖြစ်အင်ကိုကြီး၍ငိုရခဲ့ရေရခဲ့ဖြစ်နေ၏အော်ဒီမောင်နှမ၃ယောက်ကတိတ်တနာဖို့ကောင်းတာပဲ73လေးနှစ်အရွယ်ဒီမှာအဖေအမေကိုတပုံတက်တာမြင်လို့၃ယောက်စလုံးယူကြောင်ကြောင်ဖြစ်နေတာအလုံးကိုကြောက်နေတာပဲရွာကပဲဝိုင်းထိန်ပေးနေတာအလုတ်ကတော့ကောင်းကောင်းလုပ်တယ် ။အိုးသုံးယောက်မို့လို့ပဲတော်သေးတာပေါ့။ကျမတို့ကတယောက်တည်းပဲ။ရင်းနေတွင်နှင်းသွားပြီးတူတူပြောလိုက်သည်။အကြသူများကမကြတော့လဲဒေါက်တာဟင်ဂျီကတော့ကြားပြင်အောင်ကြားလိုက်ပြီးနှောင်ရင်မွေးကိုတစ်ချက်ကြည့်လိုက်သည်ထို့နောက်ဘာမှပြတ်မပြောပဲနှောင်ရင်မွေးလက်ကဝေကိုဆုပ်ကိုင်းလိုက်၏ဆရာမသူ့ကိုကျွန်တော်တို့စေယုံပို့ကြဆို့ထို့အခါမြေကြီးဝဲနေသောမိမိအဖြစ်ကိုသတိထားမိပြီးစူးစား၍အာမန်တင်လိုက်သည် ဘာလို့တယောက်တည်းရမှာလဲကလေးရှိသားပဲစေးရုံမတက်ချင်မှုပြောနေပါလားဆရာမရေလောက်ပါအောင်အမကြီးနော်ဖဲလူကိုကြော်ရပြန်သည် နောက်ဆုံးအမနှင့်အကိုကိုယောဂကိုမြည်ဆိုသောကြောင့်စေးရုံတည်ရန်သဘောတူလိုက်သည်ဟူးဆရာမပါပြီလို့ပေါ့သူတို့ကယုံကြည်ကြတာဗျာလို့မဟုတ်ရင်ဒုက္ခပဲဘာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ဇဲလေးတွေတော့ရှိတာပဲကျေးရွာလူကြီးကတပြင်းလေးချပြီးညင်ညူလိုက်သည် နေအနေငယ်ဆောင်းသွားတော့အကကြေးရွာလူကြီးကသူဝင်တို့ခေါ်လာ၏ညာတို့အဖြစ်ရွာထဲမှအိမ်များသည်ခြေတန်းရှည်နှင့်လုံးချင်းအိမ်များပင်ဖြစ်သည်လေကားမြင့်မြင့်ကိုအရှင်တက်ထားသည်ညာအိမ်နှင့်လေကားကိုဖြိုး၍အိမ်မော်တင်ကြ၏ကြေးရွာလူကြီးခေါ်လာတော့အိမ်သည်ခြေတန်းရှည်နှင့်အိမ်ကျဲကျဲပင်ဖြစ်သည်ကဲမနေ့ကလေဇာလေးကိုဒီမှာတိတ်တာပဲဇမလေးနဲ့ဒီမှာအဲအိတ်ပေါ့ကျွန်တော်တို့အဖေအိမ်လေး အေးစစ်စစ်နေအောင်လို့ပါကျွန်တော်အမကြီးလက်ရှိတယ်ဟေးကလေးတွေပြန်တော့လေစေတုကျင်တဲ့ကလေးတွေနေခဲ့ကြအထူးဆန်းတပွဲဝိုင်းအောင်ကြည့်နေကြတော့ကလေးများကိုချလွှဲလိုက်သဖြင့်ဝေါကနေပြေးထွက်သွားကြသည်ဤဒီကိုကြည့်၍ဒေါက်တာဟန်ဂျီကလွတ်လပ်စွာရေမောပြလိုက်သည်နော်ဖဲလူနဲ့အမျိုးတော်ကြတယ်ထင်တယ်အိမ်မော်ရောက်တော့အခါလွလွလလနဲ့ခြေပြက်လက်ပြက်ထိုင်ချလိုက်သည် အမလာတာတအားတက်တာပဲ။နှောင်ရင်မွေအေးမြင့်မပါပဲသူနဲ့တူကြံတပြေးတဲ့အိယာမီအေးဝင်လေးကကြက်သေးထားမိသည်။သို့သောမိမိကိုကိုမိမိကလေးမေတရားဟုသဘောထားပြီးအာမန်တင်လိုက်သည် သူကမူပါမျှစဉ်းစားမိဟဲမတူ၏မိမိနှင့်တူခီးထွက်တာကိုပင်ပျော်ရွှင်နေပုံရသည်ဟာဟိုဟိုင်းရဖားစီတင်တဲ့အမရေသူညွန်ပြရာသို့ကြီးလိုက်သောအခါအိမ်ဦးကန်းတွင်ချိန်ဆွဲထားသော ဖားစီကိုတွေ့လိုက်ရသည် ဖာစီသည်အလွန်ရှားပါသောကြီးစီကြီးပင်ဖြစ်သည်။နော်ရင်မွေလည်းတစ်ခါမှမမြင်ဘူးပြီ။ဒေါက်တာဟင်ဂျီကချက်ချင်းထား၍ကြီးဖာစီနာကပ်ပြီ။ဟာဖာလေးတွေခုန်နေပါလားအမကြီး။လာကြည့်ပါဦး။ဒီကိုလုံးနှွှဲနေနေတော့လေမတိဆိုဝါစွာခေါ်လိုက်တော့ဒေါက်တာဟင်ဂျီကြောင့်ပင်သက်လေးချကဖာစီနာတို့ကက်ကြည့်လာ၏။စင်ရုပ်တော့ဟုတ်ပြီ။ဒီရုပ်လေးတွေကဘာရုပ်ပါလဲ။နည်းနည်းတောင်ပြက်နေပြီ။ ခရူးရုပ်လေးတွေပါဒေါက်တာ။အော်တမျိုးပါလား။ကျွန်တော်ကတော့ဖားစီဆိုတာကရင်လူမျိုးတွေရဲ့အထွတ်မြတ်ဆိုတာပဲသိတယ်။ဟုတ်တယ်ဒေါက်တာ။ကရင်လူတော့ကလိုးလို့ခေါ်ကြတယ်။အလေးနဲ့ထားပြီးဥညွတ်ကြတယ်။မျက်နှာကြတယ်ပေါ့။ဒါကမင်္ဂလာဖားစီလေးဒေါက်တာရဲ့ရှေးကရင်လူကြီးတွေစီမှာပဲရှိတော့တယ်။ဒေါက်တာဟင်ကြီးကဖားရုပ်ကလေးမျိုးကိုကြည့်ပြီးသဘောကျနေသည်။တစ်ဖက်ပိတ်ပြီးတစ်ဖက်ဖွင့်ထား၏။ ဖာစီမျက်နှာပြင်တွင်ဖာကလေးများက တာကုံတော်မီဟန်နှင့်ပျော်ရွှင်စွာလှုပ်ရှားနေကြသည်ဒေါက်တာဟင်ဂျီကဘာယုံများကိုရေတွက်လိုက်သည်ဆက်နှစ်ကောင်ရှိတယ်သူတို့ကဖာကိုဘာလို့ထုထားတာပါလဲအမအသိရင်ပြောပြပါလားကလေးတပွေတောင်းဆိုနေသောဒေါက်တာဟင်ဂျီကိုကြည့်ပြီးတစ်ချက်ပြုံးမိသည်ဖာအော်မှာမိုးရွာမိုးရွာမှာငားမောငားမောမှာရေကြီးရေကြီးတော့ဆင်ဆွဲ စင်ဆွဲမှတစ်ကြတစ်ကြမှပြေဝရလေဒါကြောင့်စင်ရုပ်ငါရုပ်ခိယူလေးတွေကိုပါထည့်ထားတာပေါ့ဖားနဲ့ခိယူလေးတွေကရေရောကုံရောစုံမနိုင်သူအီချမ်းပြီးရံမမှုမဲ့တတဝါလေးတွေဆိုပြီးအလေးမြတ်ထားကြတယ်လေမင်္ဂလာယူတဲ့ကောင်ခိယူတဲ့မဟုတ်တလို့ပေါ့ဖားစီမှလည်းခိယူရုပ်ပါရင်မင်္ဂလာတပါးပါပဲအော်အော် ဒေါက်တာဟကြီးကကလေးငယ်တယောက်ပမာအယုတ်ကလေးများကိုကင်ကြည့်လိုက်ဖားစီမျက်နှာပြင်နဲ့အတွင်ဘက်ကိုကြည့်လိုက်နဲ့သဘောချနေသည်အင်းရှင်အဖိုးကြီးကရင်ွေချမ်းလာချပေးပြီးတောက်ပါစားပါဟုအဖိုးလောကမပြူပဲကွန်ကြီးတနေသောသွားများကိုဖြဲ၍ဟီကနေတစ်ချက်ရေပြားကအေးအေးနေနော်ရချူးကျင်ချောင်းနဲ့သွားချူးကြငါတော့ထင်းခွက်အောင်မယ် ျော်ပြိုးစုစုနှင့်အိမ်အောက်သို့ဆင်းသွားသည်ခနာကြာတွင် မောင်းထောင်းတန်နှင့်အတူထင်ခွဲတန်များကိုဝါကြားနေရသည်အသက်90ကျော်ဟာလုံနိုင်နေနော်ဒါပေမဲ့အလုတ်ကျန်းလုံးလို့တင်နေယူကြတာမြန်နေစိလိနဲ့ကွမ်းလည်းမပြတ်ဘူးကျမအပါဆိုရင်ဒီအတိုင်းပဲညအိမ်ရင်တောင်စီးပက်လေးကိုငုံအိတ်တာမေးပြောပြီးဘသူကမြမပြောပြတော့အပါအကြောင်းကိုလွတ်ကနေပြောလိုက်ပြီးမှနောင်တရသွားသည်ထို့ကြောင့်ကမန်ကရန်စကားလွှဲလိုက်၏ တာဝမင်္ဂလာဖားစီလို့ခေါ်ရတယ်ဒေါက်တာမင်္ဂလာနေ့မှာတီးရတယ်ရိုးရမင်္ဂလာပွဲတွေအခမ်းအနားတွေမှာတီးရလေနာရီနဲ့အခြားအမင်္ဂလာပွဲတွေမှာတော့အမင်္ဂလာဖားစီကိုတီးကြတယ်။အော်ကျွန်တော်ကဖားစီကိုတစ်လုံးနဲ့တစ်မျိုးစားတယ်လို့ထင်နေတာအမင်္ဂလာဖားစီက ဖားရုပ်လေးတွေကဒီလိုလဲရရင်လည်းပြီးပြုံးပြုံးရှင်ရှင်လေးတွေမဟုတ်ဘူးတကောင်နဲ့တကောင်ရံမူပြီးတော့ရံဖြစ်တော့မလို့ဒေါသမျက်နာတွေနဲ့မျက်နှာချင်းဆိုင်နေတာ ပြီးတော့အောင်မင်္ဂလာဖားစီကိုအိမ်တွင်မှမထားကြဘူးလေ။ဘုံကြီးကြောင်တို့တုတ်တန်တို့ဇရတ်တို့မှပဲထားကြတာအိမ်မော်တင်ရင်ဒုက္ခရောက်တယ်လို့ယူဆကြတယ်လေ။အော်သူတို့ယူဆရလဲပြင်းထန်တာပဲနော်။ဒီထက်ပိုပြီးပြင်းထန်တာဒီမင်္ဂလာဖားစီကိုအရေးတကြီးကြီးနေကြတယ်။ဟိုးရင်တော့ငါဆို အမွေးနဲ့တာနဲ့ပူဇော်ကြတာဒေါက်တာရဲ့ဖားစီကအရေးစိမ့်ထွက်ရင် ဖားစီငိုတယ်ဆိုပြီးတိတ်ကြောက်ကြတာ။ အမွေးနဲ့တောင်ရီပြပြန်ပါတာကြတယ်။မကောင်းစောဝါလဲနင်းနေပြီးတော့ရွာထဲမှာလူမှုရေးဖောက်ပြတာရှိလို့ဆိုပြီးလိုက်စုံစမ်းပြီးတွေ့ရင်နေနေကြတယ်လေ။အခုတော့ဖားစီကိုပွဲတွေမှာပဲတီးတော့တယ်။အယူဆတွေကတော့ပျောက်ကွယ်လို့နီနီဖြစ်နေပါပြီ။ရှိကြတဲ့ရွာတွေမှာပဲတွေ့ရတယ်။ကျမတောင်ဒီလောက်တူတဲ့ဖားစီကိုတခါမှမတွေ့ဘူး။ကျမတို့ငပတ်အိုင်မှာဆိုရင်တိတ်ဟောင်းနဲ့ခြေဖားစီပဲရှိတာ။တိတ်လျာမြောက်တာပဲဗျာ။တီးကြည့်ကျင်လိုက်တာ။ တုံအိုးဒေါက်တာဒေါက်တာဟင်ကြီးကစကားမဆုံးမီဖားစီအားလက်ဗနောင်းဖြင့်တစ်ချက်ဖိတီးလိုက်၍ဒုံဟုသောအတန်ထွက်လာသည်ထိုအခါနော်ရမွေးကအလန်တကြားနှင့်ဒေါက်တာဟင်ကြီးလက်ကိုအတင်းဆွဲပြီးဖျားပေါ်တွင်ထိုင်ချလိုက်သည်စိုးတိတ်သောအမူအရာနှင့်ပဝင်းချင်းကိုနာဆွမ်းမိသည်ပဝင်းချင်းကဘက်ကလေးစူညံနေစေတင်ပေါတန်မောင်းတောင်းတန်များကလောကကြီးကိုစိုးမိုးနေစေဖြစ်သည်တော်သေးတာပေါ်ဒေါက်တာကြီး အလကားမတီးရဘူးကံကောင်းလို့ပေါ့နော်ပဝင်းချင်းကစူညံနေလို့ပေါ့ပြီးတော့ဒေါက်တာကလည်းသိပြီးအမဆိုင်ပဲဖောက်ပွားလေးထူလိုက်လို့ပေါ့အဘာတရားတည်ရင်ဒုက္ခတွေ့ခါဒေါက်တာဟန်ကြီးကအတော်လေးအာနာသွားသည် sorry ပဲအမရေကျွန်တော်ကညီညီမနေပဲစော့မိတာ哦ဒီလိုတည်ရင်ဘာဖြစ်လဲကလင်းငယ်တူကဲ့သို့မျက်လုံးလေးကိုကလင်ကလင်နဲ့ကြည့်ရင်ကမေးလိုက်တော့ကြောင့်နှော်ရမွေးပြုံးလိုက်မိသည် ။ပဝင်းချင်းကိုလည်းထမှန်၍နားဆွေမိ၏။ညနေလုံငန်းသိမ့်ချိန်မှနွားငေါတန်၊ဘဲတန်၊ဝတ်တန်များနှင့် စုညံနေသည်။ဖားစီကိုအเจ้าမဲ့တင်းရင်တီးတဲ့လူရော နားထောင်နေသူရောရွာကိုပါ ခိုက်တတ်တယ်။သူတို့တီးတာကလက်ရဘက်ကဖားစီမျက်နှာပြင်ကိုထုပြီးလက်ဝဲဘက်ကဖားစီအတွင်းဘက်ကိုဒုတ်ပါပါလီတစ်ချောင်းနဲ့ရှူပြီးတီးရတာဟောဗျာအာနာစရာကြီးကြာများကြာသွားရင်ရွာကဘလောက်များကြောက်ကြမလဲမသိဘူး အယူရှိတဲ့လူတွေအတွက်အားနာစရာကြီးသူတို့အမျက်တနှုတ်အလေးထားတာကိုကျွန်တော်ကစောက်ကားမိတယ်လို့ဖြစ်နေပြီပေါ့ရှီယာယူဆတွေပါဒေါက်တာ အခုတော့ပြောက်တလောက်ရှိနေပါပြီခင်လူငယ်တွေဆိုဖားစီကိုဘလို့ခွဲခြားတီးရတယ်လဲဆိုတာတောင်မသိတော့ဘူးကျွန်တော်ကိုကငြင်းငြိမ်းမနေနိုင်တာပါပြီးတာပြီးပေါ့နော်စိတ်မကောင်းမဖြစ်ပါနဲ့ကဲကျမရေသွားချိုးလိုက်အောင်မယ်ပြီးတော့ထမင်းစားပြီးလူနာတွေကိုတစ်ခေါက်လောက်ထက်ကြည့်ကြတာပေါ့နော် ဆရာမပင်မနေရင်နားပါကျွန်တော်နဲ့လူကြီးတွေလိုက်ကြည့်လိုက်ပါမယ်။ရပါရဲ့ဒေါက်တာ။ရောက်တုံးရောက်ခိုင်းစီကုတော်မှုအပြေအဝခန်းစားကြပါစီဒေါက်တာကြီး။ဟုတ်ကဲ့ပါရှင်။စာကြီးဆရာမဆရာမများတနာရေးသားထားတဲ့နော်ရင်ဝေးဆိုတဲ့ဝိတ္ထုစာအုပ်လေးအားအပိုင်း6အနေဖြင့်ဇလလိုမျှဝေဖတ်ပြနေခြင်းအားအိနီယာမာခိတရန်နာခွင့်ပြုပါရှင်။နာဆင်ပေးခဲ့ကြသူ နွေဦးမိသားစုတူးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။နွေဦးမိသားစုများအားလုံးလည်းဘေးဥပတ်အန်ဒရယ်အပေါင်းမှကင်းဝေးလို့လုံခြုံကြပြီးကိုရောစိတ်ပါစမ်းမရွှင်လန်းကြပါစေရှင်။